မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 17ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းမှာရှိတဲ့တော်လိုင်းတပ်ဖွဲ့များထိန်းချုပ်ထားတဲ့နယ်မြေကိုစစ်ကြောင်းထိုးလာတဲ့ကြမ်းဖက်စစ်ခွေးတပ်နဲ့တိုက်ပွဲဖြစ်ပွားပြီးတော့စစ်ခွေးသုံးကောင်တိုက်ဆုံးကတနက်နက်လက်တင်းစီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဩဂတ်စ်လ၈ရက်နေ့မှာတော်လိုင်းတပ်ဖွဲ့များစိုးမိုးထားတဲ့နယ်မြေအတွင်းကိုစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ခွေးတပ်ကို KNL တိုက်ရင်ရှင်အမတ်နဲ့စစ်စင်ရေးနယ်မြေဘကိုးတိုင်းစစ်ဌာနဗျူဟာ၂၄နဂနီတိုက်ရင်အမတ်၃၅၃၃တိုက်ရင်ပူပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထိပ်တွေ့တိုက်ပွဲဟာနှစ်နာရီဝန်းကျင်ကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်ခွေးဘက်က၃កောင်တေဆုံးက၁၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့စစ်ခွေးဘက်ကအထိနာပြီးတော့ပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။ဒါအပြင်အကြမ်းဖက်စစ်ခွေးတွေကင်ဆောင်တဲ့ ်လက်နက်ငယ်နှစ်လက်နဲ့ခဲယမ်းများအပါအဝင်စစ်သုံးဆောင်ပစ္စည်းများကိုလည်းတင်စီရရှိခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းအရောတနင်္လာရီတိုင်းထိုင်းမြန်မာနယ်စပ်မောတောင်ဒေသကိုရိတ်ခါနဲ့ခဲယမ်းများလာပို့တယ်အကြမ်းဖက်စစ်ခွေးရင်တန်းကိုကြားဖြတ်တိုက်ခတ်ရာစစ်ကောင်စီတပ်သား5ဦးသေဆုံးပြီးတော့ကားနက်စီပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဩဂတ်စ9ရက်နေ့မှာတနင်္လာရီမြို့နယ်တိန့်ခွန်ကျေးရွာနယ်ချောင်းနှပ်ပေါက်ကျေးရွာကြားမှာမောတောင်ဒေသကိုပြန်လည်ထိန်းချုပ်နိုင်ရတဲ့အတွက် ထိုးစစ်ဆင်လာတဲ့ရိတ်ခါနဲ့လိုက်နက်ခဲအများကိုလာရောက်ပို့ဆောင်နေစစ်ခွေးရင်တန်းကို KNL KR အမျိုးသားလွတ်မြောက်ရေးတပ်မတော်တိုက်ရင်ဆက်တင်နေတော်လိုင်းပူပေါင်းတပ်ဖွဲ့များကစောက်ချိုတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်က9ဦးသေဆုံးက10ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ထောက်ပို့ကား2စီးလည်းပျက်စီးသွားတယ်လို့သိရပါဗါတယ်ဒါအပြင်တိုက်ပွဲအတွင်းမှာတိမ်းမောက်သွားတဲ့ထောက်ပို့ကားပေါ်ကနေပြီးတော့ပျက်စီးနေတဲ့ကာမီကာဇီအသေးခံ drone နှစ်စင်းအပါအဝင်လက်နက်ငယ်အချို့ကိုတိုက်စီးရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြဖတ်စစ်ခွေးတိုက်ရဲ့ရေတပ်စစ်သည်မောတစည်းဟာရခိုင်ကမ်းခြေအလုံးပင်လယ်ပြင်မှာမနေ့ကညနေကမီးလောင်ပြီးတော့ပင်လယ်ထဲမှာမျောနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဩဂတ်လ10ရက်နေ့ညနေ3:40မိနစ်အချိန်မှာအဲ့ဒီစစ်သည်မောဟာပင်လယ်ပြင်မှာမီးလောင်နေတာကိုမြင်တွေ့ခဲ့တယ်လို့ပြောပြထားပါတယ်။အဲ့ဒီ Navy ကရခိုင်အေအော်ဒီအဆက်မှာရှိတဲ့ကြောက်ချုံတဲ့ဘုံမီဂျားကိုစစ်သည်မောဘော်ကနေပြီးတော့လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီးတဲ့နောက်မီးလောင်နေပါတယ်။အခုမီးလောင်ကျွမ်းပြီးတော့ နန္တာကျောဘက်ကိုမီးလောင်ရင်းနဲ့ဆက်ပြီးမျောနေတာကိုမြင်နေရတယ်။နန္တာကျောအနီးမှာမြုပ်လူဆဲဆဲအနေထားကိုရောက်နေတာကိုမြင်တွေ့ခဲ့ရပါတယ်လို့အရခတ်တက်တော်အေအေနဲ့နှီးဆက်တဲ့စီရင်သတင်းရင်းမြစ်ကရှင်းပြထားပါတယ်။အခုလုံမီးလောင်သွားတာဟာအဲ့ဒီစစ်သည်မောဘော်ကနေပြီးတော့ပောက်ကွဲမှုဖြစ်လို့လားဒါမှမဟုတ်အေအေဘက်ကပြန်ပြစ်လို့ထီသွားတာလားဆိုတာကိုတော့တတ်အံ့မပြောနိုင်သေးဘူးလို့ရှေးတန်းသတင်းရင်းမြစ်ကပြောပါတယ်။အဲ့ဒီစစ်သွင်းမောဟာနင်းမြုပ်သွားဖို့အခြေအနေရှိတယ်လို့နောက်ဆုံးရရှိထားတဲ့သတင်းတွေအရသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းရေနံချောင်းမြို့နယ်မှာအကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုတိုင်မိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ရာစစ်ခွေး၃အောင်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ6ရက်နေ့မနက်9နာရီကမှဂွေကုံဝက်ချုပ်ကြေးရွာချင်းဆက်တဲ့လမ်းကနေတစဲစစ်သားအင်အား100ခန့်ဟာကိုအိုင်ကြေးရွာကိုစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အချိန်ကြေးရွာအနီးအရောက်မှာတော်လိုင်းတပ်ဖွဲ့များက တိုင်မိုင်းများနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေး၃កောင်နေရမာရင်ပွဲချပြီးတည်ဆုံပြီးတော့အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပြောပါဗျ။တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်စစ်ခွေး၁၀ကျောင်းကကိုယ်အိုင်ကြီးရွာကိုဝင်ရောက်မှွေနှောက်ပြီးတော့ပြည်သူဝိုင်းပစ္စည်းများကိုသိမ်းယူသွားတယ်လို့သိရပါဗျ။ကျွန်တော်တို့ drone နဲ့လိုက်ကြည့်တာကတော့ဒဏ်ရာရတဲ့သူတွေနဲ့တည်ဆုံသွားတဲ့သူတွေက၃ဦးလောက်မျက်မြင်တွေ့ခဲ့ရပါဗျ။ဒဏ်ရာရတဲ့သူတွေကိုပြန်လည်တည်ဆောင်သွားပြီးတော့အဲ့ဒီနေ့ညနေပိုင်းမှာပဲပြန်လည်ဆုတ်ခွာသွားတယ်။ကိုယ်အိုင်ကြီးရွာက တို့ရဲ့ရေနံချောင်းမကွေနတ်မောင်လမ်းစုံပေါ့အဲ့ဒီမှာစစ်ခွေးတွေကပုံမှန်ဂိတ်ရှိတယ်ကိုအိုင်ချေးရွာကနေချေးချင်းခရီးတနအီလောက်ပဲဝေးတယ်တို့အဲ့ဒီဂိတ်ကနေစစ်ခွေးတွေနဲ့တမ88နဲ့ရေနံချောင်းခလိုက်ရခွန်ခွန်ကစစ်ခွေးတွေပေါင်းပြီးတော့စစ်ချောင်းထိုးလာတာလို့ People Defense Force ရေနံချောင်းကတာဝန်ရှိသူကရှင်းပြထားပါတယ်အဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ချောင်းဟာအဲ့ဒီနေ့ည9နာရီခန့်မှာဂွေးကုန်းချေးရွာကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကို People Defense Force ရေနံချောင်း YNG PDF ရေနံတာကော်လမ်း တမမကြီး special column နဲ့အင်တော်တိုက်နယ်ပတ်ကဖတို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်ဇဗူတိရီမြို့နယ်တရီရတနာအစ်မြင့်ဈေးအနီးမှာဇော်လိုက်လ28ရက်နေ့နေ့လယ်က အသက်28နှစ်အရွယ်ပြည်စည်းပို့သမားကိုဝင်းကျော်ထွန်းကိုအမည်မသိတဲ့အမျိုးသား၃ဦးကဓာတ်နဲ့ထိုးပြီးတော့စိုက်ကယ်ကိုလူရက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကျူးလွန်သူတွေကိုရဲတပ်ဖွဲ့ကဇူလိုင်လ30ရက်နေ့မှာဖမ်းမိခဲ့ရာကနေစစ်ဆေးမေးမြန်းကြည့်တဲ့အခါမှာငွေကျပ်25သိန်းပေးပြီးတော့ကိုဝင်းကျော်ထွန်းကိုတတ်ခိုင်းလို့ဓာတ်နဲ့ထိုးတတ်ပြီးစိုက်ကယ်ပါလူယူသွားခဲ့ကြောင်းဝန်ခံကြတယ်လို့သိရပါဗျ။နေပြည်တော်ရဲတပ်ဖွဲ့ကပြစ်မှုကျူးလွန်သူ၃ဦးကိုမိထီလာမျိုးရွှေစင်ကားလက်မှတ်အယောင်ဆိုင်မှာဖမ်းမိခဲ့တာဖြစ်ပြီးတော့စစ်ဆေးချက်တွေအရာ ဲ့ဒီတရခန်သုံးဦးဟာသူတို့ကိုအမျိုးသားတဦးကသူ့ညမနဲ့ကြိုက်နေတဲ့ပစ္စည်းပို့သမားဝင်းကြော်ထုံးကိုတတ်ပေးရင်25ဒိန်ပေးမယ်ဆိုလို့တပ်ဖြတ်ခဲ့ခြင်းဖြစ်တယ်လို့ထွက်ဆိုခဲ့တဲ့အပြင်လူတက်ပြီးတော့ဆိုင်ကယ်ကိုပါလူယူခဲ့ကြတယ်လို့ဝန်ခံခဲ့ကြပါတယ်။အခုလက်ရှိမှာကျူးလွန်သူ၃ဦးစလုံးကိုဖမ်းမိထားပေမယ့်ငွေပေးစေခိုင်းတဲ့သူကိုတော့မမိသေးဘူးလို့ပြောပါတယ်။လူတက်မှုကျူးလွန်သူတွေဟာရန်ကုန်တိုင်းဒေသကြီးတောင်တကုံမြို့နယ်အမှတ်104ရပ်ကွက်နေအောင်သူဝင်းကြော်ထက်ဦးနဲ့မင်းခန့်အောင်တို့ဖြစ်တယ်လို့သိရပြီးတော့ နေပြည်တော်ဇဗူတိရီမြို့နယ်အမှတ်၈ရဲစခန်းမှာလူတက်မှုလူရက်မှုတွေနဲ့အမှုဖွင့်ခံထားရတယ်လို့သိရပါဗါးကိုဝင်းကျော်ထွန်းကို25ဒိန်ပေးပြီးတော့တပ်ဖို့စေခိုင်းခဲ့တယ်ရှိုင်းထက်အောင်အမည်ရှိတဲ့အမျိုးသားကိုတော့ရဲတွေကဆက်လက်ရှာဖွေနေတယ်လို့စုံစမ်းသိရှိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ KNB နဲ့ KNU ဌာနချုပ်မောပဲခုနဲ့တိဘောထနေရများကိုအကြမ်းဖက်စစ်ခွေးတပ်ကမနေ့ကညပိုင်းကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော့နေအိမ်များမီးလောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဩဂတ်လ10ရက်နေ့ည8:00နာရီကစတင်ပြီးတော့အကြမ်းဖက်စစ်ခွေးတပ်က KNU ဌာနချုပ် မော်ပယ်ခုနဲ့တေဘောထနေရာများကိုလေရင်နဲ့ဘုတ်ရှစ်လုံးထက်မနည်းကျဲချတိုက်ခိုက်သွားတယ်လို့သိရပါဗါးအကြမ်းဖက်စစ်ခွေးတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာမော်ပယ်ခုကိုရီးယားစေယုံအနီးမှာရှိတဲ့နေအိမ်နဲ့ဈေးဆိုင်များမီးလောင်ကျွမ်းနေပြီးတော့ပြည်သူများထိခိုက်မှုရှိကာအရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါဗါးဒါအပြင်ပြည်သူများဟာလည်းထိုင်းနိုင်ငံဘက်အခြေကိုထွက်ပြေးနေရပြီးတော့လက်ရှိအချိန်ထိလေကြောင်းတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်နေဆဲဖြစ်တယ်လို့သိရပါဗါး KNU ဌာနချုပ်မော်ပယ်ခုနဲ့တေဘောထနေရာတွေကိုစစ်ခွေးတပ်ကလေရင်နဲ့ဘုံကျဲတက်ခိုက်နေတာရှစ်လုံးလောက်ရှိနေပြီးမီးလောင်နေတာပြည်သူတွေထိခိုက်မှုတွေရှိတယ်။ထိုင်းဘက်ကန်းကိုပြည်သူတွေတင်းရှောင်နေရပြီးတော့မနေ့ကည၈နာရီထိုးကနေမှစပြီးတော့ကျဲနေတာသူတို့ရဲ့အာရှလမ်းကိုပြန်ပေးဖို့ပြောနေတာမရရအောင်ဖိအားပေးနေတာပါတမဟာခွန်ဘက်ကိုလေရင်တွေဇက်တိုက်တက်လာပြီးတော့တောက်လျှောက်ဘုံတွေကျင်းနေတယ်မော်ဘယ်ကိုကိုရီးယားစစ်ရုံနားကအင်တွေနဲ့စိုင်းတွေတော့မီးလောင်နေပြီလို့ဒေတာရင်းသတင်းရင်းမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ။သတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကျင်တာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာ။မြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လိုင်းရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာ။ ်နေစေမပြတ်အစ်အအမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတောင်သာမြို့နယ်နဲ့မလိုင်မြို့နယ်မှာရှိတဲ့ကျေးရွာများကိုအကြမ်းဖက်စစ်ခွေးတပ်ကစစ်တပ်၄ထင်းနဲ့နှစ်ရတာအတွင်းမှာစစ်တပ်ချင်းဘုံကျဲတိုက်ခတ်ခြင်းကြောင့်ပြည်သူများထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကဩဂတ်စ်လ10ရက်နေ့မှာမိထီလာလေးတက်ကနေတက်လာတဲ့အကြမ်းဖက်စစ်ခွေးတိုက်ရဲ့စက်တက်လေးထီလေးစီးကတောင်တာမြို့နယ်အရှိတောင်ချမ်းမှာရှိတဲ့ကြေးပါများကိုမနေ့4:53မိနစ်ကစတင်ပြီးတော့ခုနှစ်ကြိမ်ဘုံကျဲတက်ခတ်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ခွေးတိုက်ရဲ့လေးချောင်းတက်ခတ်မှုအတွင်းပြည်သူများထိခိုက်မှုရှိမရှိကိုအတိပြုနိုင်ခြင်းမရှိသေးပဲလက်ရှိအချိန်မှာကြေးပါနေပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။အလားတူပဲဩဂတ်စ်လ10ရက်နေ့ကလည်းမလိုင်မြို့နယ်အရှိမြောက်ချမ်းမှာရှိတဲ့ကြေးပါများကိုလည်း မိထီလာလေတပ်ကနေတက်လာတဲ့ချက်ဖတ်စစ်ခွေးတပ်ရဲ့စက်တပ်လေးထီးများကမနေ့တနအာ29မိနစ်ကစတင်ပြီးတော့လေးချိန်ဘုံကျဲတက်ခိုက်ခဲ့တယ်လို့သိရပါတယ်အခုလိုဘုံကျဲတက်ခတ်ပြီးတဲ့နောက်ဆက်လက်များနေပါပြစ်ခတ်တက်ခိုက်ခဲ့တဲ့အတွက်ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်စစ်ခွေးတွေကပြည်သူတွေအိတ်ဆက်နေတဲ့အချိန်ကိုရွေးပြီးတော့နေတိုင်းလိုလိုဘုံကျဲတက်ခိုက်နေတာပြည်သူတွေကရွာထဲမှာမအိတ်ရဲတော့ဘူးညဘက်ဆိုရင်ထွက်ပြေးတိမ်းရှောင်နေရပါတယ်အခုလည်းပြည်သူတွေတိမ်းရှောင်နေရတော့မယ် စစ်ခွေးတွေကရဲသားပြည်သူတွေကိုဥတီပြီးတော့တိုက်ခိုက်နေတာထိခိုက်မှုအခြေအနေတွေကိုတော့ကျွန်တော်တို့တွေအတိမပြုတ်နိုင်သေးဘူးလို့ဒေသခံပြည်သူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်း 俺们家祖老庙哪家娃子去庙？